ကဲကျွန်တော်ရဲ့တပွဲကောင်း3သက်ရှက်လေးတွေနဲ့ဒါနေ့စဉ်ဒါအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ုတ်ကဲ့ပါကျွန်တော်ဒီနေ့မှလည်းဒါမနက်ဖြန်22ရက်နေ့မှဒါရှင်မဲကစားကြမယ်အင်္ဂလန်ပရီးမီယာလိရဲ့ဒါပွဲကောင်းတွေကတပွဲဖြစ်တဲ့ Wolverhampton နဲ့ Crystal Palace ဒါဒီနှစ်သင်းရဲ့ဒါအရှက်လက်လေးတွေနဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အဲဒါအဲပိုင်းခြားသုံးသပ်ပြီးတော့မှဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျကျွန်တော်နံပါတ်1အနေနဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းဒါ head to head ထိပ်တိုက်တွေ့ဆုံမှုဒါနောက်ဆုံးဒါတွေ့ဆုံခဲ့တဲ့ဒါ9ချိန်မှာ Crystal Palace ကဒါ၄ချိန်ထိအနိုင်ရထားပြီးတော့တစ်ချိန်သာဒါတည်ကြထားပါတယ်ဗျ ဟုတ်ကဲ့ပါကျွန်တော် Uber Hunter အသင်းနေနဲ့ပဲလေးကိုဒါအနိုင်ရရှိတာတခါမှမတွေ့သေးပါဘူးဆိုတော့ပဲလေးဟာ Uber Hunter နဲ့တွေ့တိုင်းဒါဂိုးမျိုးလေးရှိပြီးတော့ကျွန်တော်ဒါနောက်ဆုံး၅ဘွဲစလုံးမှာဒါနှစ်ဂိုးနဲ့အထက်ဒါသွင်းယူထားတာကျွန်တော်တို့တွေ့ထားရပါတယ်ဆိုတော့နံပါတ်၄ရက်ကျွန်တော်တို့ Uber Hunter ဒါ Ancient ဒါလက်ရှိရှေ့သွင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲကျွန်တော် Uber Hunter ကဒါအဲဒီလက်ရှိရှေ့သွင်းကဒါလွန်ဆိုးရွားနေတယ်လို့ဒါပြောလို့ရပါတယ်ဗျာ ျွန်တော်နောက်ဆုံးကစားခဲ့တဲ့ပွဲ20စီးရင်မှာဒါရှုံးပွဲတွေဒါတောက်လျှောက်များနေပြီးတော့ဒါနောက်ဆုံး၅ပွဲဆက်တိုင်းရှုံးနေထားပါတယ်ဆိုတော့အထူးသဖြင့်ဒါခန့်စစ်ကဒါအရန်ညံ့ဖြစ်နေပြီးတော့ချဲစီကို3-0 4-3ဒါဖူဟန်ကို3-0စသဖြင့်ဂိုးတွေအများကြီးပေးထားရပါတယ်ဆိုတော့နံပါတ်3ချက်ကျွန်တော်တို့ Crystal Palace ကျွန်တော်တို့လက်ရှိရှည်စွမ်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ Palace ကတော့ဒါရှည်စွမ်းတည်ငြိမ်ဆုံးဒါအနေထားမှာဒါ ရှိနေတာကိုကျွန်တော်တို့အဲဒါတွေ့ရှိရပါတယ်ဆိုတော့နောက်ဆုံး၅ပွဲမှာ Brighton ကိုဒါတရေဒါ Isaac Ekema နဲ့ဒါ Bradford ကိုဒါနိုင်ထားသလို Liverpool လို့အသင်းကြီးကိုတောင်ဒါအဝေးကွင်းမှာ3-0နဲ့ပြပြသသားနိုင်ထားပါတယ်ဆိုတော့ Arsenal ကိုရှုံးခဲ့တဲ့ပွဲမှာတောင်ဒါ1-0နဲ့ကရှုံးခဲ့တာဖြစ်လို့ဒါကစားပုံမှာဆိုရင်ဒါကစားပုံမပြတ်ဘူးလို့ပြောလို့ရပါတယ်ဗျာ နံပါတ်လေးကျွန်တော်တို့အဲဒါကြေးဖွင့်လင့်မှုကျွန်တော်တို့အောက်ဇီးအားကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် Crystal Palace ဒါအဝေးကွင်းမှနေပြီးတော့ဒါတည်ရေအပြတ်ရှုံးခြေဒါပေးထားတာဖြစ်ပါတယ်ဒါကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Bogie တွေကလည်းဒါ Crystal Palace နိုင်ဖို့ဒါရေပန်းစားချောင်းကိုဖွင့်ထားတယ်ဆိုတာကျွန်တော်တို့လုံးဝထင်ရှားပါတယ်ဆိုတော့ကျွန်တော်အဲဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ရဲ့ဒါရလက်ခမန်းကတော့ဒါဝူဗာဟန်တန်အိမ်ကွင်းဖြစ်ပေမဲ့လေရှုံးပွဲဆက်ပြီးတော့ဒါယုံကြည်မှုပျောက်ဆုံးနေသလိုဒါခန့်စစ်ပိုင်းကလည်းဒါအ ဒါအပေါက်ပြဲဒါများလုံးပါတယ်ဗျဆိုတော့ Crystal Palace ကတော့ဒါ head to head မှာလဲဒါအပြတ်သတ်ဒါအနိုင်ရရှိထားတယ်ကျွန်တော်လက်ရှိအဲဒါအသင်းရဲ့ form ကလည်းအဲဒါတည်ငြိမ်နေတဲ့အနေအထားမှာရှိတယ်ဒါရှေ့စွမ်းလဲကောင်းနေတာဖြစ်တဲ့အတွက်ဆိုတော့ record တွေနဲ့ကျွန်တော်ရဲ့ခမှန်သုံးသက်ချက်အရာဒီဘွဲက Palace ကြေးအောင်သွားနိုင်ချေဒါ85ရာခိုင်နှုန်းလောက်ထိဒါရှိနေပါတယ်လို့တော့ကျွန်တော်တို့ဒါယူဆမိပါတယ် ပဲလေး body ကိုသာဒါတပွဲကောင်းပြေကျွန်တော်အရွေးချယ်ပေးလိုက်ရှင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော် TikTok YouTube ဒါ Telegram ကညီကိုတွေလည်းကျွန်တော်ရဲ့တပွဲကောင်း30ချက်တွေနဲ့ဒါအားလုံးအစဉ်ပြေကြလိမ့်မယ်လို့အဲကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အနေနဲ့လည်းဒါအထူးပဲဝမ်းသာပါတယ်ဗျကျွန်တော်နောက်ထပ်လည်းထူတာအချိုးပြူဒါအကောင်းဆုံးကြိုးစားပေးတော့ပါအောင်မယ်ဗျဟုတ်ကဲ့ပါဗျမောင်ကက်လေးတွေနဲ့ကျွန်တော် body စိတ်ကြိုက်ပွဲတွေကိုဒါ free ရယူဖို့လဲ Telegram channel ကိုဒါ join ထားပေးဖို့ဒါတိုက်တွန်းခြင်းပါတယ်ဗျကြီးစုသူအရောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့အားလုံးပြည့်စုံနိုင်ပါစေလို့ကိုရှိတ်ဆူတောင်းပေးလိုက်ပါတယ်ဗျ